တင်းကုန်နေဆိုတော့ဒါကျွန်တော်အမြဲတမ်းခြေကုန်သွားတယ်။ကြာပြီပြကျွန်တော်၄မှ၄နှစ်လောက်ရှိပြီခင်ဗျာ။ဒီဘက်မှာကျွန်တော်ထိုင်ဝမ်ရောက်လဲထိုင်ဝမ်မှာရှိတဲ့ဘုရားပေါ့သွားဖြစ်ပါတယ်။အဲ့အဲ့လိုမျိုးတော့သွားလိုက်တယ်ပေါ့နော်။ဟိုပြတ်တာတော့သိမရှိဘူးပြတ်တာ။ကျူရံပါလေးရတဲ့ခါတော့ပေါ်ရပေါ်ရလေးနဲ့ပြန်มาပဲကျွန်တော်ဘုရားရောက်တယ်เนาะအေးမျိုးဆိုတော့ကျွန်တော်အမြဲတက်တယ်လေအဲကျွန်တော်ကမဟာအန္တုကန္တာဘုရားယူတော့အမြဲသွားတယ် ပြလာတာပေါ့နော်။ဟွာဆန်ဒေးဆိုတော့လေကျွန်တော်ရန်ကုန်မှာဆိုတော့ရွှေဒီကုံသွားတယ်။မန္တလေးရောက်နေတော့ကျွန်တော်ဆန်ဒေးဖြစ်တော့ကျွန်တော်မာမျက်မှုနေပြပေါ့နော်။အာဖျားကြီးပေါ့ဖျားကြီးသွားတယ်ပေါ့။အဲတနင်္ဂနွေနေ့ဆိုတော့ဒါကျွန်တော်အမြဲတမ်းလုတ်ဖြစ်နေပေါ့နော်။ဟိုတက်နိုင်သလောက်ပေါ့သွားတယ်ပေါ့အဲ့လိုပေါ့။ ဟုတ်တယ်ဟုတ်တယ်ဘိုးချုပ်တယ်ဆိုတာကကျတော့အဲ့ရှိကနည်းနည်းပို့ပြီးတော့ဟိုဘယ်လိုပေါ်မလဲလူလည်းနည်းနည်းရာသီဥလည်းရာသီဥလည်းနည်းနည်းကူကောင်းသွားပြီပြီးတော့အေးလည်းအေးတယ်ဟိုခရီးလည်းအေးစေးပို့လို့ရတယ်ဆိုတော့ညာဘက်ဒီပို့ပြီးသွားဖြစ်တာများပါကြာပြီကကျွန်တော်၄နှစ်၄နှစ်လောက်ရှိပြီခလေ၄နှစ်လောက်ရှိပြီ နိုင်ငံခြားရောက်လဲဟိုဘယ်လိုပြောရမလဲဥပမာကျွန်တော်ထိုင်ဝမ်ရောက်လဲထိုင်ဝမ်မှာရှိတဲ့ဘုရားပေါ့သွားဖြစ်ပါတယ်အဲ့အဲ့လိုမျိုးတော့သွားလိုက်တယ်ပေါ့နော်တနေ့ခုနေ့လေးဆိုတော့အဲ့လိုသွားဖြစ်တာများပါတယ်ဟိုပြတ်တာတော့သိမရှိဘူးပြတ်ဘူးရောပါသေးရတဲ့ခါတော့ဘောရဘောရလေးနဲ့သိမှာပဲကျွန်တော်ဘုရားရောက်တယ်နော်အမြဲတမ်း live ဖြစ်တယ်ဒီမျိုးဆိုတော့ကျွန်တော်အမြဲတက်တယ်လေ အဲကျွန်တော်ကမဟာသုကန္တာဘုရားကြီးဘောမြဲသွားတယ်အဲကျွန်တော်တို့ခွေဘောမြဲသွားဖြစ်တယ်အဲတဘောထားရန်ကောင်းတယ်ဗောနော်ခါလီကြိုက်ရင်ကျွန်တော်တို့မတွေးမမြင်မိတဲ့အရာလေးတွေဆိုရင်ဘောရင်လင်းပြောပြမှာပဲကျွန်တော်တို့မျက်စိလဲအာဘယ်လိုမျက်စိဖွဲ့နားဖွင့်ဖြစ်သွားတာမျိုးလေးတွေဗောနော်လူတွေအပေါ်မှာအာဘယ်လိုစိတ်ဘောထားကောင်းလေး ထားရမလဲဆိုတဲ့ဟာလေးတွေပေါ့နော်ကျွန်တော်အများကြီးတင်ယူခဲ့မိတယ်ကိုအောင်ရနေစီမှာပေါ့နော်ဒီတော့ဆိုပြီးချေတဲ့ဟာလည်းမရှိဘူးမရှိဘူးခင်ဗျာအဲ့လိုမရှိဘူးဟုတ်ညီကိုလိုပဲရေကိုတွေလိုဝိုင်းအဖွဲပေါ့နော်ဟုတ်အဲဒီကတော့ဇိုင်းလို့ရန်ကုန်လာလေကျွန်တော်တို့တွေ့ဖြစ်တယ်မင်းလေးရောက်လဲဇိုင်းလို့နဲ့တွေ့ရဇိုင်းကဒီကဖျားသွားရည်လည်းလူလူပဲအဲမင်းမျိုးတော့ပေါ့ဆိုလည်းတတ်တယ်အဲ့လိုမျိုးပေါ့ တော့မယ်မန္တလေးမှာလည်းတကယ်တော့တကယ်ကြီးအများကြီးတော့မရှိပါဘူးရှိတဲ့လူတွေနဲ့တော့တွေ့ပြတဲ့သွားတယ်လာရဆားတယ်ပေါ့တောက်တယ်အဲ့လိုကျွန်တော်ကိုယ်တိုင်ကလည်းမန္တလေးရောက်နေရတဲ့အဲဇိုင်းတို့ဒီပွဲနဲ့ကလည်းဒီ GPN Racing ပွဲနဲ့ကလည်းတိုက်တိုက်ဆက်ဆိုင်ပဲအဲဒီနေ့ဖြစ်နေရဆိုတာနဲ့အဲ့ဒါတက်ရောက်ဖြစ်တာပါဗျဟုတ် cycle ဆီကမိုက်တယ်ဆိုယောက်ျားလေးအတွက်လည်းကြည့်လို့ကောင်းတယ်တိုက်ပါတယ် cycle ရဲ့အဲ့ထွက်တဲ့အတန်လို့ပါလို့ဆိုဘောကြတယ်ပြောရမှာเนาะ GPR racing ပေါ့เนาะဒီထက်မကပို့ပြီးတော့အောင်မြင်အောင်မြင်ပြီးတော့အဲသွားကျင်တဲ့ပန်းနိုင်သွားကျင်တဲ့ target တွေကိုအများဆုံးရောက်ရှိပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ပြီးတော့ cycle ဆီကတော်တဲ့လူတွေလည်းရောနိုင်ငံကနေပြီးတော့အများကြီးထွက်ပေါ်လာပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျာ